ကျွန်တော်ဒီနေ့အတွက်တေယောစာလေးတစ်ပုံနဲ့ကျွန်တော်ကိုရန်ရေးထားတဲ့စောင်းပါလေးတစ်ပုံကိုဖတ်ပြချင်ပါတယ်။တေယောစာလေးကိုရေးသားထားသူကတော့ဆရာကဘာတိုင်ဆုံမောင်စင်မုံပဲဖြစ်ပါတယ်။တေယောစာလေးကိုဖတ်ခွင့်ပြုဝါရန်ဆရာမောင်စင်မုံနဲ့မုံခမီဒီယာ Facebook ပေးအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူ မြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာရေတော်ဘုံအောင့်ကိုအောင်ရမည် ဖော်ကြီးနဲ့စောက်ကြော်ကြီးမလာလေးလေပြေးပွဲဆင်းနေရတော့လေရင်ကွင်းနေချီပတ်လုံနေရတယ်မကြောက်ဖို့ပြောရင် ထောက်ဖို့တွေ အသေးအတန်ဥရဖာရလောက်ရတာပါလီမဟုတ်ရင်နောက်တော့တနက်ပြန်ချိန်ကြတော့မှာမဟုတ်လားအေးနဲ့ပြည်တဲ့တွေ တက်ခုံလို့စက်ယုံတွေပြက်ကုန်ရင်မိကုံရန်ကုံရိတ်ခါကုံတက်တွင်းတပုံထယုံကြံတော့တာကလားအလင်းဝင်ရင်ပြည်တဲ့တွေက မင်းတို့ကိုနှိပ်ဆက်တက်ဖြတ်မှာဆိုတဲ့အပင်ကလည်းဆက်သွင်းလို့မရတော့ဘာကြောင့်လဲဆို လက်တလောဖမ်းပြီးအတင်းအကျပ်တက်ထဲထဲခံရတဲ့အစ်စ်တွေကရောက်လာတာကို သူတို့ကအပြင်ချင်းနေကုန်သည်ဇော်တင်မဟာတရားမတရားအနိုင်ကျင့်ရုပ်မာဂုတ်စာတန်ကော့နေအောင် ခံခဲ့ကြရတာလीသူတို့စီကတဆင့်ရှိနေပြီးသားစိတ်ကြလက်ကြခြေကြလေကြတတ်သားဟောင်းကြီးတွေစီရောက်တဘောမှန်ပေါက်ပြီး ဘယ်သူမှတက်မပြီးတော့ပဲအတူထွက်ပြေးကြတာလေများလာပြီလေမလာခမောင်လေတက်လမ်းကြောင်းပေါ်သလိုငွေကျက်လမ်းကြောင်းလေးပေါ်ဖို့ပူမီးရဲ့ဖြောင်းကျူကြီးရဲ့အာနေရလေအာသာအာမပြဲဆိုသလိုတကယ်လေပတ်ဖို့ကလေဆန့်ရှင်နဲ့စော်ဝဲမကွဲတဲ့ကောင်ဖို့မလွန်ရေးချခဲကြောက်ဖြန့်တွေကိုတရုတ်က ဖုတ်နေတော့ဒေါ်လာမရအော်ရာမချ လွန်မရပွန်မရပဲလွန်နေတယ်ဆိုပါစို့ငွေရဖောက်ကလည်းဒါပဲရှိတော့ပောက်ဖော်ကြီးကိုစောက်ကြောကြီးလုပ်ပြီးကြောက်ဖြန့်တွေကိုရန်ကုန်မန်းလေးမြို့ကြီးတွေမှာလက်ခံထားလိုက်ပါပြီတရင်တက်မှတက်ဌာနချုပ်တွေထဲမှာတောင်းအကောင်ပလောင်တွေအဆောင်အရှောက်ပြုစုအယူအယာနဲ့ရေမီအစုံလေးကြီးခုန်နေကြတယ်လို့ပြောကြပါလေရှမ်းမြောက်ကနေဟက်စကင်းနဲ့တဲထုတ်လာတဲ့ကြောက်ဖြန့်ကိုရော်ကြီးကိုရော်လေးတွေက ကိုပြောက်ဝိယုံခြုံထားကြတော့မယ်မဟုတ်လားရွှေကုတ်ကွန်မာလဲငွေပုတ်ကိုတွေဆိုပြီးသူတို့ကလေတလက်တောင်မခံရဘူးလေဤကြဖြန့်သည်မလာတေချိုးခွေတခိုးဆောင်ရှောင်းမှုအောက်တွင်ရောက်နေပါသောကြောင့်အမှန်တကယ်ရန်ဆွေအန်ဒရယ်ကင်းရှင်း၍အလယံပေကျွေဝပါသည်ပေါ့ဒါဟာကြဖြန့်ခေါင်းကင်မင်းအောင်လိုင်းဖို့ကြာကြီးဆွဲဆုံငလိုင်းပြုတ်ကိန်းဆိုင်လာတဲ့အချိန်ဤပေါ့ 1392ခုစစ်စင်ရေးကိုကကြောက်ဖြတ်နေနေရေနွားကြန့်ပိန်ဖြင်းရေမဟုတ်လားစစ်ကရှောင်းလုံးမကရှုံးနေတော့စစ်ခလေးမှာကြော့ကြော့ဆိုပြီးသူရအဲ့လီသူရဲ့အဲ့ဟုတ်ပေါ့တရေဘွဲတွေစွတ်ရုပ်ပေးနေရတယ်တရေပြင်းမှာရတဲ့ဘွဲမှုသူရညီမချင်းသူရဲ့လို့ဘူးမှမခေါ်တော့ဘူးလေအဲ့ဒီတော့သူရဘွဲပေးရင်လည်းမရဲရင်မတင့်တဲမကြွယ်ရင် မရဲဆိုတေမကိုတေမပြတ်မရတာလီတေမလားတေမတေရင်ပြတ်ဒါပဲရှိတယ်အကောင့်အတိုင်းမိမွေးတိုင်းဖမွေးတိုင်းခြေစုံလက်စုံဇက်စုံနဲ့ရတဲ့သူရဲ့လို့မရှိတော့အခုကစစ်သားကိုယ်တိုင်ကသူပဲရပါစေငါမရပါစေနဲ့လို့ဆူတောင်းနေရသလို မိမတွေကလည်းသူ့ယောက်ျားပဲရပါစေငါယောက်ျားတော့မရပါစေနဲ့ကြီးမဟုတ်ရင်မုတ်ဆုံးမှဖြစ်ရမှာလीအ ဖြစ်ရင်လေပင်စင်ကမဟာလာလက်ထံမာရင်မရေရတော်လန်ရဲ့လက်ထံမာတော့ပင်စင်ဆိုမူးလို့တောင်ရှူစရာရှိမှမဟုတ်တော့အတူအပြက်နဲ့ကြံရစ်လေလူတက်တရခံကဖြစ်အောင်မေတောင်မယားနဲ့မိဘညီကိုမျက်နာငယ်ရမေတေပြန်တော့လေကြံရစ်သူမိသားစုကအသက်အာမခံခြင်းမရတရေကျုပ်သားကထုတ်မပီးတေလေကြိုက်လေဆိုတဲ့တာဖာအတူအပြက်ဆိုဖေကတင်မကျွေးခြင်း ဘုံကျဲအပြည့်ရှင်းခိုင်အသေးဆိုပြန်ရင်လေအလောင်းမပြနိုင်မှုအကြောင်းပြချက်နဲ့သူ့သားကအသက်အောင်မခံခြင်းမပီးအလောင်းပြရအောင်ကလေမတည်သေးတဲ့ကောင်တောင်အမိဖင်ကြညက်ဖနှောင့်နဲ့တင်ပါသသားရဲကောင်ပြေးရတာအဲ့ဒီတော့စိတ်ကဘယ်သူမှမကြောဒါနဲ့ပဲတက်မှာစိတ်ကြွစေးမပြတ်ကျွေးနေရခေယံဘိုးတင်ရှာရတာမဟုတ်စေပြဘိုးပါရှာနေရတဲ့မိလိုင်ဘဝဖရင်းကြောင့် စစ်မှုရန်တပ်သားတွေတည်ရင်လေရော်ချင်းမပေးခံစားခွင့်မပေးပဲတောဖနှကောင်ပေါင့်ပြီးမသားရီစီကညစ်ထားဗတ်ထားတာတောင်မလောက်လို့ကျူကြီးပါအာရတော်ပြီလေအခုတလောဘင်္ဂလားဒေ့ရှ်နဲ့အေအေတောင်ဂျီတူဂျီစကားပြောတော်မေတရုတ်စီမြေပေးထားရုရှားကိုမြေအပ်ထားပြန်တော့အိန္ဒိယကလည်းဏ္ဍာမြေမျက်စပစ်လာပြီချင်းကိုတွုံးနဲ့ပေါ့မလားဟုတ်ခွေးတောင်းစားနဲ့မနေနဲ့တော့ မင်းတို့လူမွေးလူတော်မပြောင်းမဲရှိရောမေကဘောခြိုင်ဝမ်းကိုလေငကိုလိုကဘောခြိုင်တပြန်လုံမယ်တွေဖြစ်လာတယ်ထိုင်ကလည်းဝရွေဝီလုတ်ထားတဲ့နေရာဟာတို့ပြည်တို့မြေပါနောက်ဆုတ်ပါဆောက်ရှုပ်ရပေါမလာကိုခွေးချီကြောက်လို့သဘောထားမြေပောင်ချမလာလုတ်လာကြပြီအပောင်ဆုံးမဲ့ငတုံးကောင်မှန်တိနေကြတာကိုဒီခွေးဝဲသားကလည်းအရင်လိုတိုင်းပြည်ကိုတော့တလက်မမအထီမခန်း ငါသမီးပဲအဖိခံမယ်ဘာညာမအားနိုင်တော့သူ့ကို၆ပေချံပြည့်ရောလုံနေတာမြမပြေကို ချက်လာပါကြည်ရဲ့ဆိုရဲတက်သေးကဘယ်တရေချိုးဂျိုကုန်မှဒီကိစ္စမဟာရေမဘာတာရီလဲမြေကုံမှာပြည်တုံစရာတွေဘာတွေမတုံဝင်ဒီခွေးဝဲစားကိုဘယ်ကောင်မိဖြတ်မလဲဆိုတော့သူ့တို့ချင်းချင်းတကောင်ဆောက်ခွက်တကောင်ကြည့်နေအဲ့ဒီလို ခွေးဝဲစားတရေချိုးငါဆုပ်ကိုတရုတ်ကဘာလို့ပေါင်းနေသလဲဆိုတာ ဒုံကြည်တဲ့ရေထက်ထားတဲ့သတင်းဖတ်ရတော့မှသဘောပေါက်တော့တယ်။တခိုးချင်းကိုဒုံကြည်တဲ့ရေထက်ဖြောင်းတဲ့ကောင်နဲ့တိုင်းပြည်ရဲ့မြေဖက်ပောင်းတဲ့ကောင်သူတော်ချင်းချင်းသတင်းလွှဲလွှဲပေါက်ဖက်တွေ့နေကြတာကိုဒါကလေးကအမေရိကသွားပြီးဘာစစ်နေနေတိုက်ဖို့အသင့်မဲတွေအတီပေါက်သွားလုံနေတာ။ထရန်ကမခန့်တဲ့ရန်ခွီနေရောမေ။ကပါတိုင်ဆုံးမောင်စမုံ။ တော်လန်ရေးရဲကဆံမြောင်းအညာဘက်တွေဆိုတာက အမတန်စိတ်ပြင်းတဲ့မွေစိုးတွေတော်ပေါ်တာပေါ့အထူးသဖြင့်မွေဝင်းမွေဟောက်ဆိုတာကရှယ်ပေါ်တာစဘာကင်းပေကင်းနှန်းကင်းနဲ့ပြောင်းကင်းနေကြမှာ အချိန်ခါမရွေးရှိတဲ့တေကဘာဝေါ်မှာမွေမျိုးစိတ်ပေါင်း3000ကျော်ရှိတဲ့နဲ့မှာလေးရကန်သာစိတ်ရှိကြတယ်အဲ့ဒီအစိတ်ရှိတဲ့မွေတွေထဲမှာမှမွေပွေးဟာလေဆရာတပါးပေါ့ အိမ်တွေတိတ်ခါအမတန်ကြီးပြီးငြိမ်စိတ်စွာ ခွင်နေလိမ့်ရှိတယ်။အဲသူ့ကိုထိမိရင်တော့ပြန်နေတဲ့ရေကောင်တောင်လွတ်မပေးဘူးတဲ့ဗျ။ပြောချင်တာကမွေချောင်းမဟုတ်ပါဘူး။လူပြက်ကြီးကိုဆံမြချောင်းမှာရောမှာအရန်ကိုအစနောက်တန်တဲ့ကိုဆံမြဆိုတဲ့လူတဦးရှိတယ်။သူ့နောက်တာပြောင်တာကတစ်ဖက်လူကိုပျော်ရွှင်စေဖို့ထက်စိတ်အနှောက်အယှက်ပဲဖြစ်စေတယ်။ စံမြလာပြီဟေ့ဆိုရင်ဝုံဝုံရှိဝီဝီရှောင်ကြတာပေါ့စံမြဆိုတာကလေတရော်လုံးကလေးကစခွေးဆုံးတက်ကြီးရွယ်ကိုမချမ်းရော်ဦးเจ้าကဆရာတော်တောင်မလွတ်အောင်စိတ်ဒုက္ခပေးနိုင်ဆုံးလူသာဒီလုံးနဲ့တနေ့မှာတော့ကောက်ရိပ်စပားရိပ်ဖို့ဝီလီဝီလင်းကြီးထလာတဲ့အဖွဲထဲမှာစံမြပါလာတယ်လေကွင်းကိုသွားတဲ့လမ်းတစ်လျှောက်လုံးတယောက်မကြံအကုန်ဆနောက်ပြီးမဲ့ ဘယ်သူကမှသူ့ကိုဖက်မလုပ်ဘူးလဲလေးကိုရောက်မိုးလင်းစချင်းဆိုတော့အာလုံးအင်တိုင်အားတိုင်နဲ့ကောက်ရိတ်ကြပါလေရောတောဘတ်မာကနေစားလုံနဲ့ပုတ်ပြက်လို့ဆိုပြီးနှမျိုးရှိတယ်နေစားလုံကသတ်မှတ်ထားတဲ့ခါချင်းငွေကိုပဲရတယ်သတ်မှတ်ထားတဲ့ချိန်တွင်းမှာ ပြပြမပြပြပုံမှန်လေးလုပ်ရတယ်လို့ပေါ့ပုတ်ပြက်ဆိုရာကြောင့်ဘလောက်ပြင်းဘလောက်ဆိုပြီးနှုံတာသတ်မှတ်လိုက်တာမျိုးပါ စောစောပြီးပြီးနောက်ကြမှာပြီးပြီးလေပိုင်ရှင်ကပြော့ထားတဲ့လောက်အပြက်ပေးထားတာမျိုးပေါ့ကောင်းရိတ်တာကပုတ်ပြတ်လို့ဆိုတော့စောစောပြီးရင်စောစောနားရအောင်ဝိရိယထပီးတွန့်ရည်ရတာပေါ့ဒီမှာပဲစံမြတ်တယောက်စနေနောက်နေတာကိုဘယ်သူကမှအေးမလုပ်ပြန်ဘူးဒီတော့စံမြတ်တယောက်စိတ်ကတိကောက်ဖြစ်လာပြီးမကြံကောင်းမစီရရင်းနဲ့နောက်ပြောင်းနေတော့တယ်ဒဇင်ကိုပစ်ချလို့ပါဇက်ကနေ အာငါပို့ထိသွားပြီဆိုပြီးအော်လီတော့အာလုံးရိတ်လက်စရွေရပြီး ဝရုံတုံးကားနဲ့ပြေးလာကြတော့ပေါ့အညာမှာမွေးကြိုက်ခံရတာကိုပို့ထိတယ်လို့တုံတုံးလီရှိပါတယ်ဟိုးအရင်ခစ်တွေကမွေးစိတ်ဖြည်စည်းကရှာပါစေကြီးချင်းဆိုတော့လူတယောက်ပို့ထိပြီဆိုရင်တေလူလို့သဘောထားကြရတာပဲကောက်ရိတ်သူတွေအကုန်အနာကိုပြေးလွှားရောက်လာမှဆံမြကဆက်ဖြည်းဖြည်းနဲ့ရီပြီးအေး ကျွန်တော်ကစတာဆိုတော့အာလုံးဒေါသထွက်သွားကြပြီမယ်လေစံမြရာတခြားနည်းနဲ့စနောက်စမ်းပါဒီလိုမျိုးနောက်တာပြောင်တာမကောင်းပါဘူးဆိုပြီးလှုပ်လက်ဆအလုပ်ကိုပြန်လုပ်ကြတယ်တိတ်မကြောင်စံမြအော်တန်ကိုကြားရပြန်ပါလီရောအာလုံးစိုးရင်တကြီးနဲ့အပြေးသွားကြပြန်တော့ပေါ့ထုံးစံအတိုင်းအဟိကျွန်တော်နောက်တာဆိုလီတော့အဖွဲထဲမှာပါတဲ့လူကြီးတွေကစူးအရွယ်တူလူငယ်တွေကဆဲနေ စံမြခမခေါင်းကုံမဖော်နိုင်ဘူးနေကလည်းမြင့်လာပြီရှင်မလေကသိန်းယိုးကတိတ်မကြံတော့တော်မူဒီလေပြီးရင်ထမင်းစာနာကြောင့်ပဲဆိုပြီးအာလုံးစူးစားပန်းစားရိတ်နေကြတဲ့ချိန်မှာပဲစံမြကအတန်နဲ့ကြီးနဲ့ထအောင်ပြန်နေတကယ်ပါကျွန်တော်မနှောက်ပါဘူးဗျာလို့စံမြအသေးအတန်လှမ်းဝနေပြီမေဒီတခါမှာတော့အာလုံးဟာတယောက်မျက်နာတယောက်လှန့်ကြည့်အောင်သာကြည့်မိကြပြီးအပြည့်သက်ဆက်ရိတ်နေကြတယ် နာယီဝက်လောက်ကြာလို့အကုန်လက်စာတက်ပြီးကစင်းရိုးပေါ်မှာထိုင်အမောဖြေကြတဲ့အခါဟိုးလေခွဲအစွန်ကစံမြရိတ်တဲ့နေရာကထင်းထင်းကြီးကျန်နေခဲ့တယ်။ဒီတော့မှတယောက်ကဟဲ့လူကိုစံမြကြီးမရိတ်ဖဲဘာလုပ်နေတာလဲ။ဒီမှာထမင်းစားနာရတော့မယ်လीဗျာဆိုပြီးလန့်အော်တော့လေပြန်ထူးတံမကြရ။ဒါနဲ့ပဲအားလုံးဟာစားစားရှိတာနဲ့သူ့ဘာသူနောက်မှစားလိမ့်မယ်ဆိုပြီးအရင်စားနေကြတယ်။ သူတို့စပီးသွားလို့ကောက်ပြန်ရိတ်ဖို့ပြင်နေချိန်မှာလေဆံမြရဲ့အရေးအယံကိုမှမမြင်ရ။ဒါနဲ့ပဲလူငယ်တစ်ယောက်ကဒီလူအချောင်းခုန်နေတာထင်နေဆိုပြီးတော့ကြည်လေတော့မှစဘာကင်းချားထဲမှာဆံမြတစ်ယောက်ပို့ထီလို့ဆုံးရှာလေပြီ။ဒါကြောင့်မို့လူကြီးမင်းများခမောင်းအားလုံးကအသက်တွေဘဝတွေရင်ပြီးပိဆက်နေရချိန်မှာဆံမြမလုပ်ကြပါနဲ့။ motivation နဲ့ force ဟောက်ဟာတခြားစီပါဆိုတဲ့အကြောင်း လူကြီးမင်းတို့လိုစာရက်ပေးတဲ့ပုံကိုကြီးတွေကပုံပြီးနားလည်နိုင်လိမ့်မယ်လို့ယူဆပါကြောင်းဝေး